တတုသမီးရဲ့အရေးအချင်းတဲ့ကောင်းစင်ကတတုသမီးတယောက်ရဲ့အရေးအချင်းပေါ့နော်တတုသမီးဆိုတာကဘာတူလဲကျွန်တော်တို့ကိုကိုကိုပြန်မေးဖို့လိုအပ်ပါတယ်ဒီစာအုပ်ကိုကျွန်တော်တို့ဖွင့်လိုက်တဲ့အခါမှာခေါင်းစင်ကပြင်ဆင်ခံရတော့တတုသမီးဒါဆိုတတုသမီးကဘာတူလဲကျွန်တော်တို့မေးဖို့ရှိပါတယ်တတုသမီးဟာ သခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်နဲ့ယုံကြည်သောဖခင်သားတွေကိုပြောခြင်းဖြစ်တယ်။ယုံကြည်သူလူစုနော်ယေရှုခရစ်တော်ရဲ့အသက်ကိုရတဲ့သူအားလုံးကသရုပ်သမီးဖြစ်တယ်။အဲ့ဒါယေကြည်တယ်နော်။သရုပ်သမီးဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ကကြိုးစားလုပ်မိရ။ထပ်ပြောပါမယ်။သရုပ်သမီး ဖြစ်တဲ့တို့သမီးတယောက်ချင်းစီတိုင်းကိုဖះပါလို့ပြီးနေတယ်လဲဆိုရင်ပြင်ဆင်ပြီးနေတယ်ဖះစီမှာရှိတဲ့အရေးအချင်းနဲ့ပြည့်စုံစီနေတယ်ဒါကတော့ကျွန်တော်တို့သိဖို့လိုအပ်တယ်အာမင်ဒါကြောင့်မို့ကျွန်တော်တို့ဒီနေ့စာသုံးတဲ့ကောင်းစဉ်ထဲမှာတို့သမီးရဲ့အရေးအချင်းတဲ့ဒါဆိုရင်တို့သမီးတယောက်ရဲ့အသက်တာထဲမှာကျွန်တော်တို့အားလုံးဟာ ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတော်ကြောင့်ကျွန်တော်အားလုံးကသတို့သမီးတွေသတို့သမီးတွေဖြစ်တယ်အဲ့ဒီသတို့သမီးတွေကိုဖခင်ကဘာလုပ်ဖို့เนาะပြင်ဆင်နေတယ်လဲဆိုရင်တို့သားဖြစ်တဲ့ခရစ်တော်နဲ့လက်ထပ်နိုင်ဖို့ရန်အတွက်တို့သမီးကိုပြင်ဆင်နေတော့ အချိန်ကာလဖြစ်တယ်။ဒါဆိုရင်တို့သမီးဟာတို့သားဖြစ်တဲ့ခရစ်တော်နဲ့လက်ထခွင်ရှိတယ်။ဒီစကလုံးတော့တေချာနားထောင်မနော်။လက်ထခွင်ရှိတယ်။လက်ထခွင်ရှိတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့သိဖို့ရန်အတွက်ကတို့သမီးတိုင်းကိုကအ ခွင့်အရေးပေးတယ်။နော်အဲ့ဒါကိုသိဖို့လိုတယ်။သူတို့သမီးတိုင်းကိုအခွင့်အရေးပေးတယ်။ဒါပေမဲ့ဒါပေမဲ့ဒီနေ့ကျွန်တော်တို့စားတဲ့ခေါင်းစဉ်ထဲမှာသူတို့သမီးကမိမိရဲ့အသက်တာမှာသခင်ရဲ့ပြင်ဆင်ခြင်းပြုပြင်ခြင်းကျွန်တော်ရဲ့အသက်တာအထယ်ထဲမှာကျွန်တော်ခံယူမှုမရှိဘူးဆိုရင်တို့သားနဲ့လက်ထပ်ဖို့အတွက် လွဲချော်စရာအကြောင်းရှိတယ်။ဒါလေးကိုတော့သတိထားဖို့လိုအပ်တယ်။သူတို့သမီးတိုင်းကိုအခွင့်ရေးပေးတာမှန်ပေမဲ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းအဲ့ဒီသတို့သားနဲ့လက်ထပ်ဖို့ရန်အတွက်ကျွန်တော်တို့သတို့သမီးတယောက်ချင်းစီတိုင်းကပြင်းစင်ခံတော်သတို့သမီးဖြစ်ဖို့ကတော့လိုအပ်တာပေါ့ကလေးတယောက်ကိုသွားလက်ထပ်လို့မရဘူးလောကမှာတောင်မှ ဥပဒေရှိတယ်။เนาะအသက်မပြည့်သွားလက်ထပ်လို့မရဘူး။ဥပဒေနဲ့ညှိတယ်သွားမလို့ရ။ဖယားကတရားမင်းဖြစ်တော်ကြောင့်ဝိညာဉ်ရေးရမှာလဲပဲ။เนาะကျွန်တော်တို့ကိုသဲလို့ကလေးအရွယ်မှာပဲနေပြီးမှတရက်ကြိုင်သူတို့သားဖြစ်တဲ့ခရစ်တော်နဲ့လက်ထပ်ဖို့တော့မမျော်နဲ့လीအဆင်မပြေဘူး။ဒါကြောင့်ကျွန်တော်တို့ကဘာလုပ်ဖို့လိုအပ်လဲဆိုရင် သခင်ရဲ့အသက်ထဲမှာ တိုးပွားဖို့ရင့်ကျက်ဖို့လိုအပ်တယ်အာမင်ဒီနေ့ညမှာကတော့တို့သမီးရဲ့အရေးအချင်းထဲမှာကျွန်တော်တို့စားသုံးတာဖြစ်တယ်ဒီနေ့ညမတွေးရလဲဆိုတဲ့ခါကျတော့ရပက်ခါဟာတဲ့အစင်းလာလှယုံမကပါဘူးတဲ့ယောက်ျားနဲ့လည်းပဲမဆက်ဆံသေးတဲ့စင်ကြယ်တဲ့အပြူကညာဖြစ်တယ်တူဟာတဲ့စိတ်စေတနာကောင်းတယ် เนาะအဲ့ဒီထဲမှာရေးထားတဲ့ဥစ္စာအလိုက်တိတတ်တယ်အလုတ်တွင်မခုမကပ်ဘူးတဲ့ဖြစ်ဖြစ်လက်လက်နဲ့အလုတ်ကြမ်းလေးလုတ်တယ်တဲ့ဖော်ယွင်ပြီးအဲ့ဝကြေတော်သူဖြစ်တယ်ဒါလွန်ခဲ့တဲ့ညမှာကျွန်တော်တို့နည်းနည်းလေးတွားပြီးမှချိတ်လိုက်မယ်ဆိုရင်အဲ့ဒီအရာကိုကျွန်တော်တို့တဘောပေါက်မှဖြစ်ပါတယ်ရပက်ခါကတကယ်တမ်းကြတော့အာဗြဟံရဲ့ နော်သူ့ရဲ့ကျွန်းဘန္နာထိန်ကစုတောင်းတာတော့မပြီးသေးနော်စုတောင်းလိုက်တယ်ကဲရေခတ်ဆင်းလာတဲ့အခါမှာဘုရားကြီးကဲ၍ကျွန်တော်တော့ရေတောက်ဖို့ပေးပါနော်သူ့ရဲ့စုတောင်းမှုနော်ပြီးတော့မပြီးသေးအရှင်တောက်ပါနော်ဟာအော်ရဲတဲ့ပြည်တဲ့အခါမှာသူ့ရဲ့ဘာဖြစ်လဲကလအုပ် ဆဲကောင်းကိုတိုက်ပါမီဆိုမှအကြီးအကျယ်ရေခါပြီးမှ ကလောက်ဆဲကောင်းစလုံးကိုဝလင်စွာတောက်တာဒါလွန်ခဲ့တဲ့ရက်တွေမှာကျွန်တော်စားတောက်ခဲ့ပြီးပြီရပခါရဲ့အတ္တတရမကြီးတဲ့အခါမှာဘာတွေ့ရလဲဆိုတော့ kindness တကယ်ပဲတနာကျင်လာတဲ့เนาะဂယုစိုက်တဲ့အတ္တတာရှိတယ်ခုနဒီမှာတွေ့ရတဲ့အတိုင်းပဲစေတနာရှိတယ် စေတနာရှိတယ်အလိုက်တိတတ်တယ်အလုံးမှမခိုမကပ်ဘူးတကယ်ပဲကလအုပ်ဆဲကောင်ဆိုတာစဉ်းစားကြည့်ကလအုပ်ဆဲကောင်ဆိုတာနဲတာမဟုတ်ဘူးကျွန်တော်တို့လူလို့တောက်တာမဟုတ်ဘူးကလအုပ်ကတဲကန္တာရကိုဖြက်လာတဲ့ကလအုပ်တကောင်ကတကောင်အထဲမှာဆဲကာလန်လောက်တောက်လို့ရတာဆဲကာလန်ဆိုတဲ့ခီးကျွန်တော်စဉ်းစားကြည့်ဘလောက်များမလဲဆိုတာမလွယ်ဘူး တကြောင်မတကယ်ပဲအလုတ်တွေမခိုမကပ်ဘူးတဲ့ဖြက်ဖြက်လက်လက်နဲ့အလုတ်ကျန်းနေလဲလုံနိုင်စွမ်းရှိတယ်ဖော်ရင်ပြီးတဲ့အဲ့ဝတ်ကြည်တော်သူဖြစ်တယ်ဒါလုခဲ့တဲ့ညမှာလဲကျွန်တော်ဓာတ်ဒီစားတော့ခဲ့ပြီနော်တကြောင်မဒီနေ့တထုတ်သမီးတယောက်ရဲ့အသက်တာအထဲထဲမှာကျွန်တော်တို့ကလေဘာမဖြစ်ရဘူးလဲဆိုတဲ့အခါမှာနော်တီတီတန်တန်တတိပုက္ကလမနေရတကယ်ဖရာရဲ့အိမ်တော်ထဲမှာ ကျွန်တော်တို့တယောက်ချင်းစီတိုင်းကတယောက်ကိုတယောက်ကျွန်တော်တို့ဘာလို့တတ်ဖို့လိုအပ်တယ်လဲဆိုတဲ့အခါကျတော့စိတ်စေတနာထားတတ်ဖို့လိုအပ်တယ်သင်ယူရတဲ့အချိန်ကာလဖြစ်တယ်တယောက်ကိုတယောက်เนาะခုနပြောတဲ့အဝပြုတော့အတ္တတာเนาะ serving အစေခံတော့အတ္တတာ ਨੇ ကျွန်တော်တို့ကရှိရတဲ့သာသမီတွေဖြစ်တယ်ဒီနေ့ညမှာတို့သမီတယောက်ရဲ့အယေချင်းထဲမှာ ထမဦးဆုံးပါပြောလဲဆိုရင်ရှေးဦးမြတ်တာဖြင့်ချစ်မြတ်နိုးခြင်းတဲ့သူတို့သမီးတယောက်ရဲ့ပထမဦးဆုံးအရေးချင်းကရှေးဦးမြတ်တာဖြင့်သခင်ကိုချစ်မြတ်နိုးခြင်းဒီရှေးဦးမြတ်တာဆိုတော့ကျွန်တော်သွားပြီးမှနှုတ်ကပတ်တော်ကိုရှာတယ်เนาะ study လုပ်တဲ့အခါမှာသူဘာရေးတယ်လဲဆိုရင်ရှေးဦးမြတ်တာဆိုတာဟာတဲ့အကောင်းဆုံးသောချစ်ချင်းဖြစ် တခင်ကိုချစ်ခြင်းတဲ့အကောင်းဆုံးအမွန်မြတ်ဆုံးအထိုက်တန်ဆုံးသူကအထွတ်အထိပ်ကိုပြောတာရှင်ဦးမြတ်တာဆိုတာသူရဲ့နှုတ်ကပတ်တော်ထဲမှာနော်အဲ့ဒီရှင်ဦးမြတ်တာ ਨੇ တခင်ကိုချစ်မြတ်နိုးခြင်းအဲ့ဒီရှင်ဦးမြတ်တာအကြောင်းကိုဒီယာဒိတ်နှစ်ထဲမှာသွားကြည့်တဲ့အခါမှာအေးဖက်အတင်းတော့ကိုရေးတာအေးဖက်နှစ် အပိုက်ငယ်၄ရောက်လာတဲ့အခါမှာသင်ဒီတဲ့ရှိဥစွာသောချစ်ချင်းမေတ္တာရော့ပြီဟုသင်၌အပြစ်တင်เสียရှိတယ်။အိဖက်အတင်းတော်ဆိုတာကလေတော်ယုံတန်ယုံမဟုတ်ဘူးနော်ဝိညာဉ်ရေးရမှာအတော်စွမ်းနာကျွန်တော်နည်းနည်းဖတ်မယ်နော်သူတို့အတင်းတော်ကိုချီးမွမ်းထားတဲ့အရာလေးတွေရှိတယ်။ဒီမှာဘာတွေ့ရလဲဆိုတဲ့အခါကျတော့ တစ်ကနေကျွန်တော်ဖတ်ခြင်းတယ်အေးဖက်မျိုး၌ရှိတော့အသိတော်ဤတဲ့တမန်ကိုဤတို့ရေး၍မာလိုက်လောတဲ့လက်ရလက်၌ကျဲခုနှစ်လုံးကိုကန်၍ရွှေမီခွက် ခုနှစ်လုံးအလယ်၌သွာလာတော့သူဤအမိန်ကအေးဖက်အသိတော်ကိုစကားပြောပြီးတင်အကျင့်ကျင့်ခြင်းတဲ့မိရဲ့အကျင့်ကျင့်တာတဲ့ပင်ပန်းစွာလှုပ်ဆောင်ခြင်း တီးခန့်ခြင်းကိုငါတည်တယ်အဲ့ဖက်အတင်းတော်ကဘာရှိလဲအကျင့်ရှိတယ်သွားမလုံနဲ့ပြင်ဘာရှိလဲဆိုပင်ပန်းစွာလှုပ်ဆောင်ခြင်းဘာလဲအစေခန့်ခြင်းတွေရှိတယ်တကယ်စူးစမ်းပြီးမှလှုပ်ဆောင်တဲ့အတ္တတပြင်ဘာလဲတီးခန့်တော်အတ္တတချီးမွမ်းထားတာနော်ရှိတယ်တဲ့ထပ်ပြောလိုက်သေးတယ်အပိုက်ငယ်နှစ်မှာ သင်ဒီမတရားတော့သူတို့ကိုလက်မခံနိုင်ကြောင်းကို၎င်းမတရားတဲ့သူဆိုရင်လက်ကိုမခံဝိညာဉ် level ရှိတယ်ဒီတယောက်ကအာလာကလေးကဘလို့လာတယ်ဆိုတော့ပုံစံကိုတခါတည်းအကဲဖြတ်လို့ကိုတည်တာအိဖက်အတင်းတော့ကပြီးတော့ဗာပြောလဲဆိုရင်တမန်တော်မဟုတ်ပဲတမန်တော်ဖြစ်အောင်ဆောင်တော်သူတို့ကိုစစ်ဆေး၍တဲ့လှဲ့ဖြားတော်သူတို့လှဲ့ဖြားတော်သူ ဖြစ်တည်ဟုတိကျောင်းကို၎င်းတဲ့ဟာနေတဲ့ကိစ္စမို့ ဒီထဲမှာဗာပြောလဲတမန်တော်မဟုတ်ပဲခါလီကြိုင်ဖြစ်တတ်တယ်เนาะအတင်းတော်ဒီမှာလဲငါတော့တမန်တော်ပါငါတော့ပရောဖက်ပါငါတော့ဒါပါညာပါအိုးပြောမနေနဲ့လာတတ်တယ်ဒီအတင်းတော်ဒီအတင်းတော်ထဲမှာလဲဒီဟာကိုပြောနေတာသူတို့စီမှာလဲရောက်လာတယ်နာမည်ကတော့ပြောမနေနဲ့ထိတ်စီးကတော့နှစ်ကနေပဲเนาะဒီမှာရေးထားတာ တမန်တော်မဟုတ်ပဲတဲ့တမန်တော်ဖြစ်အောင်ဆောင်တော်သူတို့ကိုစစ်ဆေး၍တဲ့လက်ဖြာတော်သူဖြစ်ဒီကိုသိကြောင်းတော်ဝိညာဉ်ရမှာနည်းနည်းနော်နော်မဟုတ်ဘူးနော်ဝိညာဉ်ရမှာဒီလိုမျိုးကိုသူတို့ကစစ်ထုတ်နိုင်တယ်ဆိုတာနည်းနည်းနော်နော်ရည်ချင်းမဟုတ်နော်ပြီးတဲ့အခါမှာဘာထပ်ပြောသေးတယ်လဲဆိုတဲ့အခါမှာခန္ဒီနဲ့ပြည့်စုံ၍တဲ့ကြည်စမ်း ငါဤနာမကြောင့်စင်ရဲခံရစင်ရဲခံတယ်တခင်နာမကြောင့်တခင်နာမကြောင့်ကျွန်တော်တို့ကနော်စင်ရဲခန္ဓာကတခင်ကြောင့်မဟုတ်တခါလေကြိုက်ကိုယ့်ရဲ့အတကြောင့်ကိုယ့်ရဲ့ဇာတိပဂတိကြောင့်ကိုယ့်ရဲ့သွေးသားကြောင့်ငါ့ဒီတယောက်ဒီလိုပြောရကောင်းသလားတခါတလေကြိုက်တခင်ကြောင့်တောင်မဟုတ်ကိုယ့်ရဲ့သွေးသားဇာတိ အတမမာနာကြောင့်ကျွန်တော်တို့ကဘာဖြစ်နေလဲကြည်ကွဲနေရတာခံရခက်နေတာခံစားရခက်နေတာဒါပေမဲ့တဲ့သူကငါဤနာမကြောင့်ဆင်းရဲခံတယ်တဲ့အမလျှော့ကြောင်းကိုလကောင်းငါသိတယ်အကောင်းတဲ့ချက်တွေများကြီးရေးထားပေးတယ်အပိုက်ငယ်လေးမှာခုနပြောတယ်ဒါပေမဲ့တဲ့တခုပြောစရာရှိတယ်မိမရှေးဦးမြတ်တာရော့ပြီတို့သမီးရဲ့အရေးချင်းကဒီနေ့ဖျားက ရှိဦးမေတ္တာနဲ့တခင်ကိုချစ်တော်အတ္တတာရှိဖို့ခုနပြောပြီးပြီ သူ့ရဲ့မူရင်းမှာတွားကြည့်တဲ့အခါမှာရှိဦးမေတ္တာဆိုတာအကောင်းဆုံးအမျက်နှိုးဆုံးအထိုက်တန်ဆုံးနဲ့အမွန်မြတ်ဆုံးကျွန်တော်တို့ရဲ့အကောင်းဆုံးခံထိုက်တာဘယ်လိုလဲတခင်ယေရှုခရစ်တော်အမျက်နှိုးဆုံးခံထိုက်တာဘယ်လိုလဲတခင်ယေရှုခရစ်တော် ဲ့ဒီရှိဦးမြတ်တာဆိုတဲ့အကောင်းဆုံးအမျက်နှိုးဆုံးအထိုက်တန်ဆုံးခံတိုက်တဲ့သခင်ကိုအဲ့ဒီနှလုံးသားနဲ့ချစ်ဖို့အတွက်ဖြစ်တယ်။အာမင်။ဒါကြောင့်မို့တဲ့ယေရှုခရစ်ရဲ့အဲ့ဒီနှလုံးသားရှိတဲ့အခါမှာယေရှုခရစ်ရဲ့အတန်ကိုသာကြားချင်တယ်။သခင်ရဲ့မျက်နှာကိုသာစိတ်စိတ်ရှာကဖူးတွေ့ချင်တယ်။ အရှင်ယေရှုသာသူမရဲ့အချစ်ဆုံးတဲ့အတောင့်တဆုံးတဲ့အဆန်ငတ်ဆုံးတဲ့အလိုချင်ဆုံးဖြစ်တယ်။ဘာကြောင့်မို့လဲ။ရှေးဦးမြတ်တာနဲ့သခင်ကိုချစ်တဲ့အခါမှာခုနဖတ်သွားတဲ့တခုချင်းစီတိုင်းကအတ္တတာအထယ်ထဲမှာထင်ရှားလာတာ။ထင်ရှားလာတာ။ဟာ။နော်။သူ့ကိုတိုက်တွန်းစရာမလို့။လာပါဟဲ့။တခါလေကြိုက်ဘာဖြစ်လဲ။အာ။ ဝိနေယင်ကတော့ဆွဲရတာတက္ကန္နာပေါ့နော်နော်ကျွန်တော်တို့ရဲ့အသက်တာတခင်ကိုတကယ်ရှေ့ဦးမြတ်တာနဲ့ချက်လာတဲ့အခါမှာခုနပြောတဲ့တခင်ကိုအတန်ကြားခြင်းလဲဆိုပြောစရာမလိုသူ့ရဲ့အသက်တာကလေတခင်ရဲ့ဆွဲခေါ်မှုဆွဲဆောင်မှုအောက်မှာခံရတဲ့အခါကျတော့လေတခင်ရဲ့အတန်ကိုကြားခြင်းနေအာမင်တခင်မျက်နှာကိုစိတ်စိတ်ရှာကဖူးတွေ့ခြင်းနေ เนาะဒါဒီနေ့ short move တစ်ချက်မှရှိတဲ့ကျမ်းပိုက်တွေလည်းပေးထားသေးတယ်။သွားဖတ်ဖို့ကောင်းပါတယ်။ပြီးတဲ့အခါမှာပါလဲဆိုသခင်ကပဲအချစ်ဆုံးတဲ့။သခင်ကပဲကျွန်တော်ရဲ့အတောင့်အတဆုံးအစငတ်ဆုံးအလိုခြင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်။ဒီနေ့ချစ်တော်မိသားစုအင်္ဂါဝင်တယောက်ချင်းစီတိုင်းကျွန်တော်တို့ရဲ့အတ္တတရမရှေးဦးမြတ်တာမလျော့ဖို့အရန်အရေးကြီးတယ်။ရှေးဦးမြတ်တာလျော့သွားရင်ပါဖြစ်လေ။ ထပ်ပြောမယ်အချစ်ရော့တော့ဘာဖြစ်လဲအများကြီးဖြစ်ပါတယ်ဖះတော့မပြောနဲ့လူလူချင်းတော့အိမ်ထောင်ထဲမှာကိုချစ်လို့ယူထားတဲ့ကိုဇနီးမောင်နဲ့အချစ်ရော့ကြည့်ဘာဖြစ်လဲအစင်ပြေလာဘူးနော်အချစ်ရော့ရင်ဘာဖြစ်လာလဲဆိုဆက်ဆံရေးကအေးဆက်လာဆက်ဆံရေးအေးဆက်လာတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအထက်ထဲမှာ ရှေးဦးမြတ်တာရော့တဲ့အခါမှာတခင်ကိုဆက်ဆံတဲ့ဆက်ဆံရေးကယော့တီယော့ရေးဖြစ်လာရပါတယ်ဖះဆိုတာနားလဲပြီးတာဖះဆိုတာခွင်းလွတ်ပြီးတာအခွင့်ကောင်းယူတတ်လာတယ်ဖះဆိုတာဘာဖြစ်လဲအာငါအားနိုင်တဲ့သူတိပြီးတာအခွင့်ကောင်းယူပြီးမှကိုကြိုက်တယ်လို့အသက်ရှင်တတ်လာတယ်အချစ်ယော့ရင်ပြောတာဒီနေ့ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာ ကျွန်တော်တို့ကိုတတို့သမီးတယောက်ရဲ့အရေးချင်းပထမဦးဆုံးကြွေးမွေးခြင်းထဲမှာကရှေးဦးမြတ်တာနဲ့ချစ်ခြင်းအဲ့ဒီရှေးဦးမြတ်တာနဲ့ချစ်တဲ့အခါမှာသခင်ဖီးယားကိုတော်ဒီကျွန်ုပ်ရဲ့အချစ်ဆုံးအတောင့်တဆုံးအဆာငတ်ဆုံးနဲ့အလိုချင်ဆုံးတော့အဲ့ဒါပါလေအကောင်ဆုံးတော့ချစ်ခြင်းနဲ့သခင်ကိုချစ်ခြင်းကိုရှေးဦးမြတ်တာနဲ့ချစ်တယ်ဆိုတဲ့အတိတ်ပဲဖြစ်တယ် ဒီနေ့ကျွန်တော်တို့ရဲ့တရမှာကျွန်တော်တို့ကိုကိုကိုမေးဖို့လိုအပ်တယ်ကျွန်တော်တခင့်ကိုချစ်တဲ့အထဲမှာအေးဆက်နေလားတခင့်ကိုချစ်တဲ့အချစ်ရော့နေလားကိုကိုကိုမေးဖို့လိုအပ်တယ်တခင့်ကိုချစ်တဲ့အချစ်ရော့ရင်ကတော့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းကလည်းရော့တီးရော့ရဲပဲရော့တီးရော့ရဲပဲဖြစ်မှာတကြောင်ဒီနေ့ကျွန်တော်တို့ကိုဘာထက်ကြွေးမွေးတယ်လဲဆိုတဲ့အခါမှာเนาะကျမ်းပိုက်လည်းပဲဒီထဲမှာရေးထားပေးတယ် အရှင်ယေရှုကိုတဲ့စိတ်နှလုံးအကျွဲ့မဲ့အစွမ်းတတိရှိသည်မြညာစွမ်းရှိသည်မြနဲ့သူမကချက်တယ်သူမဆိုတာနန်စားတုံးထားတာတို့သမီးတိုင်းကိုပြောတာဒီနေ့ယေရှုကိုယုံကြည်တဲ့သားသမီးတွေဟာသခင်ရဲ့တို့သမီးပါသခင်ရဲ့တို့သမီးတွေဖယားကပဲသူ့ရဲ့အရေးချင်းနဲ့ပြေဝအောင်လုပ်ပေးတာကိုမမေ့ပါနဲ့ ဲ့တော့ဒီနေ့သခင်ကိုချစ်တယ်လို့ပြောတဲ့အခါမှာသုံးပိုင်းစလုံးကနေဖျားကိုချစ်ရကျွန်တော်တို့ရဲ့ဝိညာဉ်ကနေချစ်ဝိညာဉ်လူစစ်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ကနေသခင်ကိုချစ်ရတာဝိညာဉ်ကနေချစ်ရုံမကဘူးတော့ကြအသေးစိတ်ကိုကျွန်တော်မပြောတော့ဘူးဒါကျွန်တော်တို့စားသုံးခဲ့ပြီဖြစ်တော့ကြောင်းဝိညာဉ်ထဲမှာသုံးပိုင်းစလုံးရှိတယ်စိတ်စိတ်ထဲမှာသုံးပိုင်းရှိတယ် ကျွန်တော်တို့ရဲ့အသိစိတ်ကနေအသိဉာဏ်ကနေတခင်ကိုစင်ချေရတယ်တခင်ရဲ့မေတ္တာအထဲမှာတခင်ရဲ့ကြည်စုတော်အထဲမှာတခင်ရဲ့နှွေးထွေးခြင်းအထဲမှာကျွန်တော်ကိုဘလောက်ထိတန်ဖိုးထားတယ်လဲဒါကြောင့်မို့ဒီနေ့တခင်မေတ္တာကိုစဉ်းစားလေစဉ်းစားလေတခင်မေတ္တာကကျွန်တော်တို့ကိုတဲ့နောင်တတရားလမ်းထဲမှာသွေးဆောင်ဟာတခင်မေတ္တာကလေကြီးလွန်းတဲ့အခါကျတော့ဒီကိုက လှုပ်ချင်တော့မလှုပ်ရဲတော့ကျွန်တော်မိတ်ဆွေတယောက်ပြောဖူးတယ်ဗျ तू ဘာပြောလဲဆိုတဲ့အခါကျတော့ तू ကရီးစားရှိလာတဲ့အခါကျတော့ तू ကတောက်စားတတ်တဲ့အကျင့်လေးရှိရဘူးအကျင့်လေးရှိတဲ့အခါကျတော့ तू ရီးစားကမကြိုက်မကြိုက်တော့မတောက်စားနဲ့ပေါ့ကွယ်ပြောချင်တာတောက်လိုက်စားလိုက်ရှူလိုက်ပေါ့နော်နည်းနည်းတောက်စားတတ်တဲ့အကျင့်ရှိရဟဲ့ဒါနဲ့တငယ်ချင်းကဟဲ့မင်းဘလို့လဲကွာမင်းငါခေါ်တာလဲမလိုက်တော့ เนาะตောက်ซ่าราแลไม่หลุดတော့ဆိုတော့ပို့ပါဘူးกว่าတဲ့ငါရဲ့ချစ်သူကမကြိုက်ဘူးဆိုတာနဲ့ကိုဘာဖြစ်လဲအဲဒါတာလူလူချင်းပဲပြောသေးတာလူလူချင်းတောင်မှတစ်ခါတည်းကြိုက်ရင်တန်ဖိုးထားရင်လေကိုချစ်တဲ့သူကိုနှစ်သက်နှစ်သက်တဲ့အခါမှာကိုလုတ်ချင်တဲ့အရာတောင်ဘာဖြစ်လဲအာစွန့်လွတ်လိုက်တယ်စွန့်လွတ်ဒါတာတာလူလူချင်းနည်းနည်းလေးပြောပြ ဒီနေ့ကျွန်တော်တို့ရဲ့အတ္တအထဲမှာကျွန်တော်တို့ကိုချစ်တဲ့သခင်ရဲ့မေတ္တာကဘလောက်ကြီးတယ်လဲဒါကြောင့်မို့သခင်ရဲ့မေတ္တာဟာတဲ့ကျွန်တော်ကိုနောင်တတရားလမ်းထဲကိုခေါ်ဆောင်ပြီးတာတွေးဆောင်ဟာသခင်ရဲ့မေတ္တာကိုခံစားရလေလေခံစားရလေလေကျွန်တော်လုံးမဲ့မဟုတ်တာလုံးမဲ့ဥစ္စာနေကျွန်တော်ဘာဖြစ်လဲဟာအဲ့ဒီအရာကနေကျွန်တော်လှည့်ပြန်မှာသခင်ရဲ့မေတ္တာကိုတော့ထန်ဆွဲခေါ်တာ မဟုတ်တာလုံမဲ့ကိစ္စကိုထားပြီးမှတခင်ရဲ့မြစ်တာထဲမှာတခင်ရဲ့ဆွဲခေါ်ခြင်းထဲမှာကျွန်တော်အသက်ရှင်လာတော့အာမင်ဒါကြောင့်တဲ့ဒီနေ့ကျွန်တော်တို့ဟာတဲ့ကိုတော့အတွက်အမှုဆောင်ခြင်းတဲ့ကိုတော့ကိုချစ်နေခြင်းကသာသူမအတွက်အကျေနပ်ဆုံးဖြစ်တယ်အာမင်ဒီနေ့ချစ်တော်မိသားစုကျွန်တော်တို့ရဲ့အသက်တာထဲမှာအမှုဆောင်ခြင်းကောင်းပါတယ်မကောင်းတာမဟုတ် ဒါပေမဲ့အမှုဆောင်ရက်တန်လန်းနဲ့ကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာဘာနဲ့သွားတူတတ်တယ်လဲဆိုရင်ပျောက်တော်သားရဲ့အကိုလေကျွန်တော်တို့အမြဲတမ်းဖတ်တယ်လေအဲ့ဒီလုကာ15မှာဖတ်ခင်စီမှာသားနှစ်ယောက်ရှိတယ်အဖေရဲ့သားကြီးကလေအိမ်မှာရှိတာတားငယ်လာတဲ့အခါနားမလဲဘူးတားငယ်ကိုအဖေကဟာလို့ ဝိယုံကိုဝစ်စေကောင်းဆုံးလက်စွပ်ကိုစွတ်စေဟာခြေနှင်းကိုစွတ်စေအမလီပြီးတဲ့ခိုင်ဘယ်ကပါမလဲအကောင်းဆုံးဖြူကျွေးမွေးထားတဲ့စူဖြိုးဝါနေတဲ့နွားကိုသက်ပွဲခံရအဲ့ဒါကိုမြင်တဲ့အခါကျတော့အကူကမစားနိုင်တော့ဘလို့ဖြစ်တာလဲငါအဖေကအဖေရဲ့ဒီလောက်ထိတားအဖေအောက်မှာနေပြီးမှ အစေခံလှုပ်ဆောင်နေတာအခုချိန်တိတောင်ဒါစားဖို့အတွက်တော့ဟာအဖေဒါကြောင့်မို့နော်သူ့အဖေပြောတဲ့ကောင်းတယ်ငါသားရဲ့အဖေစီမှာရှိတော့အကုန်လုံးမဥစ္စာပဲလေသားကြီးကဘာစိတ်ပဲရှိလဲဆိုကျွန်စိတ်ပဲရှိကျွန်စိတ်ပဲချစ်တဲ့စိတ်မရှိဒီနေ့ကျွန်တော်တို့ရဲ့အဲ့ဒါမှအဲ့ဒါကိုပြောတာဖះကိုအမှုဆောင်ပေးမယ်ကျွန်တော်တို့ရဲ့အတ္တအထက်မှာ ဘယ်ကနေအမှုဆောင်ဖို့လိုအပ်တယ်လဲဆိုတဲ့အခါမှာကိုရောကိုချစ်နေတဲ့နှလုံးသားကချစ်ချင်းကနေခုနကျွန်တော်တို့ဖတ်သွားတဲ့အိဖက်အသင်းတော်ကိုဖတ်ကြည့်လိုက်အများကြီးကျွန်တော်တို့တွေ့ခဲ့ရပြီးပြီသူတို့ရဲ့အစေခံခြင်းအနစ်နာခံခြင်းသူတို့ရဲ့တော့သခင်ရဲ့နာမကြောင့်ဒုက္ခခံခြင်းလားအမလီတမန်တော်ဖြစ်အောင်ဆောင်တဲ့သူကိုခွဲခြားပြီးမှလက်မခံဘူး ဒါပေမဲ့သူတို့ရဲ့အတ္တမှာတခုလို့တယ်အဲ့ဒါပါလေရှစ်ဦးမြတ်တာဒီနေ့ချစ်တော်မိသားစုသခင်ရဲ့မြတ်တာထဲမှာကျွန်တော်ပြန်လာရအောင်သခင်ယေရှုကိုရောကိုအမြဲလိုအပ်ပါတယ်အာမင်ဒါကြောင့်တဲ့ဒီဘက်မှာရောက်လာတဲ့အခါမှာသူမရဲ့ဝမ်းမြောက်ဆုံးပါတဲ့ကိုးကွယ်ခြင်းဖြစ်တယ်။ဘာကြောင့်မို့ကိုးကွယ်ခြင်းလို့ရေးတာလဲ။သခင်ဖျားနဲ့မှု့လျော်ဝမ်းမြောက်ခြင်းကိုပြောခြင်းဖြစ်တယ်။ကိုးကွယ်တယ်ဆိုတာက ကိုယ့်ကိုအသက်ပေးတဲ့သခင်ဖရားကိုကျွန်တော်တို့ကမွေ့လျော်ဝမ်းမြောက်ခြင်းပြီးတဲ့အခါမှာသူ့ရဲ့အသက်တာအထယ်ထဲမှာဝိညာဉ်တော်စီးသားခံရတဲ့အခါသူမဒီဝမ်းနဲ့ထိကြိုက်တတ်တယ်တစ်ခါကလေးကျရင်ကျွန်တော်သခင်ဖရားကိုကိုးကွယ်တဲ့အခါမှာကျွန်တော်တို့ရဲ့အထယ်မှာရှိတဲ့เนาะဖရားနဲ့မကိုက်ညီတဲ့ဥစ္စာတွေကိုပေါ်ထုတ်တဲ့အခါမှာเนาะကျွန်တော်တို့ပေါ်ထုတ်ခြင်းခံရတယ် ဘာကြောင့်လဲဆိုဖျားနဲ့ချိတ်ဆက်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့ fellowship ကနေတဆင့်အလိုလိုတည်တဲ့အာယုံခံစားမှုရောက်လာတဲ့အခါကျတော့အော်တပအထဲမှာဖျားမနစ်သက်တဲ့ဥစ္စာကျွန်တော်တို့ကိုဖွင့်ပြတဲ့အခါမှာကျွန်တော်တို့ဝင်ချတောင်းပန်ပြီးမှသခင်နဲ့ပြန်လည်ပြီးမှကြည်အေးမှုကိုကျွန်တော်တို့ယူရတယ်။သခင်ရဲ့ခွင့်လွှတ်ခြင်းကိုခံစားရတယ်။ဝမ်းနေပြီးမှထိခိုက်တတ်တယ်။ဒါသခင်ရဲ့နော် ပြုတ်ပြင်ပြီးခြင်းထဲမှာအသက်ရှင်တဲ့တတို့သမီးဖြစ်တယ်။ပြီးတဲ့အခါမှာသူဘာပြောလဲဆိုအသွင်းခန်းနိုင်တဲ့ခရစ်တော်နဲ့ယဉ်ယဉ်နီနီနေဖို့တာသူမအတောင့်တဆိုဒီမှာဗာရေးထားလဲအသွင်းခန်းထပ်ပြောပါမယ်။တဲတော်ထဲမှာကြည်ရင်တဲတော်ဝင်ဆိုတာရှိတယ်။တန်ရှင်းရဌာနဆိုတဲ့အတန်ရှင်းဆုံးဆိုတဲ့အသွင်းခန်းအဲအဲ့ဒါမမေ့ရဘူး။ ကျွန်တော်တို့ကိုဖျားရည်ရွယ်တာကဘယ်အထဲထိလဲဆိုရင်အသွင်းဆုံးဖြစ်တဲ့အတန်ရှင်ဆုံးဌာနအဲ့ဒီအတန်ရှင်ဆုံးဌာနကဘယ်အရက်လဲဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ဖြစ်တယ်ကျွန်တော်တို့ရဲ့ဝိညာဉ်ကအတန်ရှင်ဆုံးအဲ့ဒါပဲအတန်ရှင်ဆုံးဌာနမှာဒီထဲမှာရှင်ရှင်နီနီနဲ့သခင်ကိုမွေ့လျော်ဝမ်းမြောက်တာသူ့ရဲ့အတောင့်တဆုံးတကြောင်ကျွန်တော်တို့ကအသွင်းဆုံးခံရောက်တဲ့အခါမှာဘာဖြစ်သွားသလဲ I in Christ ကျွန်တော်ဒီခရစ်တော်ထဲမှာရှိသွားရောမကဘူး Christ in me အသွင်းဆုံးခံရောက်တဲ့အခါမှာ I in God God in me ဖြစ်သွားတယ်အသွင်းဆုံးခံရောက်တဲ့အခါမှာ I in the spirit spirit in me ဖြစ်သွားတယ်တလုံးတဝါတယ်အဲ့ဒါပါလေအသွင်းဆုံးခံထဲမှာအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကို အဲ့ဒီအထဲကနေသခင်ကိုချစ်သက်ဖို့ရန်အတွက်ဒီနေ့သခင်ကကျွန်တော်တို့ကိုသူ့ရဲ့အရေးအချင်းနဲ့ကျွန်တော်တို့ကိုထည့်ပေးနေတာဖြစ်တယ်ချစ်သက်လာအော်အန်စီတဲ့အရာတွေရှိတယ်နော်ဒါလေးကိုကျွန်တော်မပြောတော့ဘူးအောက်မှာနည်းနည်းလေးဆက်ပြောလိုက်မယ်ခရစ်တော်အပေါ်တဲ့ရှိဦးမြတ်တာနဲ့ချစ်မြတ်နိုးခြင်းမျိုးရှိတော်သူဟာတဲ့ခရစ်တော်ရဲ့တို့သမီးဖြစ်တယ်အရေးကြီးပါတယ် ုနပြောပြီးတတို့သမီတိုင်းတတို့သားနဲ့လက်ထက်ခွင့်ရှိတယ်။ဒါပေမဲ့တတို့သမီတိုင်းကိုတတို့သားကလက်မထက်ဘူး။လက်မထက်ဘူး။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အများကြီးကြည့်သွားဖို့ရှိတယ်။ဘာကြောက်မှုလဲအများကြီးရှိတယ်။ဟုတ်ပြီနော်။ဒါကြောင့်အဲ့ဒီတဲကအရေးချင်းတစ်ခုက ရှေးဦးမြစ်တာနဲ့ချစ်တဲ့တတို့တမီနော်ခရစ်တော်အပေါ်မှာရှေးဦးမြစ်တာနဲ့ချစ်မြတ်နိုးခြင်းရှိတော်သူဟာခရစ်တော်ရဲ့ တတို့တမီဖြစ်တယ်။ရှေးမေတ္တာနဲ့ချစ်မြတ်နိုးခြင်းမရှိတော့သူနဲ့ခရစ်တော်ဒီမြည်တုတ်ထိမ်းများမည်နီတဲ့။ကျွန်တော်တို့ထပ်မိထားတယ်။ရှေးမေတ္တာနဲ့မချစ်ဘလို့ထိမ်းများမလဲ။ကိုကိုအသက်ပေးတဲ့သခင်ကိုလည်းမချစ်၊ကိုရဲ့သွေးသားစိတ်ဆန္ဒနဲ့ပဲအသက်ရှင်တဲ့အခါမှာကျွန်တော်တို့ဘလို့သွားလို့မလဲ။ဒါကြောင့်ခရစ်တော်ကိုရှင်မြတ်တာနဲ့သင်ချစ်မြတ်လို့ခြင်းရှိပြီလားကျွန်တော်တို့ကိုမေးနေတာ သင်ချစ်ပြီလားတဲ့ ဒီနေ့ချစ်တော်မိသားစုကျွန်တော်တို့တရားချင်းစီတိုင်းကိုဘုဒ္ဓသားဖြစ်တဲ့ခရစ်တော်ကသူ့ရဲ့အသက်ပေးပြီးမှကျွန်တော်တို့ကိုတန်ဖိုးထားတာပါမျက်နှိုးတာပါချစ်လွန်းလို့ကျွန်တော်တို့ကိုရယူခဲ့ပြီအခုကျွန်တော်တို့ဘက်ကနေသခင်ကတောင်းတနေသခင်ရဲ့မြစ်တာထဲမှာပဲကျွန်တော်တို့သခင်ကိုချစ်ဖို့အတွက်ဖြစ်တယ်။ဖခင်တခင်ဒီငါတို့အားရှိဥစွာချစ်တော်မူတော့ကြောင့်ငါတို့ဒီဖခင်တခင်ကိုချစ်ကြ၏ တခင်ရဲ့ချစ်ချင်းထဲမှာအသက်ရှင်နိုင်ဖို့ဒီနေ့ကျွန်တော်စားသုံးရတဲ့ရှေးဦးမြတ်တော်ရှေးဦးမြတ်တာနဲ့ချစ်ချင်းဆိုတဲ့အရာကိုလည်းစီစဉ်ခြင်းဖြစ်ပါတယ်အာမင်တခင်ယေရှုကိုရောကိုအချိန်တိုင်းလိုအပ်ပါ၏အာမင်